我哎，把房子拉了扒了，把以前我那牛肉现在吃的多。哎，从前几年把走你的路，哎从二里路牛肉，把那期间呢，过年平年的股，二里牛肉，我想嘛就没剩哪个股。哎妈哟，第二条路，为了这条第二条路没，再没我房子那扒的开着哎，再没碰见第二没，我再没没吃过没啦，没吃过哎呀，汤湖汤湖，我不可么重要。 ငါထမ်းရောက်ပြီးတော့ငါမိသားစုကိုငါကျွေးမယ်အဲ့လိုပဲအကလွတ်ခွဲတာအဲ့အမှုပညာကိုတော့မနာခဲ့ဘူးဘာလို့လဲကိုဝါသနာလည်းပါတယ်ချစ်လည်းချစ်မြတ်လို့လို့အဲ့ဒါကြောင့်မလို့ဒီရဲ့အိမ်မှာပြီးတော့ပေးတယ်အိမ်မှာပြီးပြီးသူကလာတာလေးပါလေးပေးတယ်နောက်ပြီးစားသေးလေးပါလေးလည်းထောက်တယ်အဲ့တော့အခုနောက်ပိုင်းမှာဒီနှက်ပွဲတီးရင်းနဲ့ အမှတ်တမဲ့ပေါ့နော်အုံနောက်ကျော်ပြက်ပြီးတော့တည်သွားတယ်ဒီလိုင်းသားအဖြစ်ရောမှနေအဲ့မှတည်သွားတဲ့အတွက်အဲ့အခုလေးဥစား30နဲ့7နဲ့39နဲ့လောက်ကနေဦးချင်းကြီးဥစားမဖြစ်တော့ဘူးဘယ်သူမှလုံကြွေးတော့ဘူး ဟုတ်တာပေါ့အသက်38နှစ်လာအကြီးဆုံးအဲသူကသင်္ကန်းအယောင်းဝယ်လုပ်တယ်အဲ့မှာသူကမိဘတွေကိုအခုကပြောသလိုအိမ်ငှားပြီးတော့ပေးတယ်သူကလည်းမိန်းမလည်းလေအိမ်ငှားပြီးတော့ပေးတယ်အိမ်ငှားပြီးပြီးသူကလာတာလေးပါလေးပေးတယ်နောက်ဦးစားသေးလေးပါလေးလည်းထောက်တယ်အဲ့တုန်းကအခုနောက်ပိုင်းမှာဒီနှက်ပွဲတီးရင်းနဲ့အမှတ်တမဲ့ပေါ့နော်အုံနောက်ကျော်ပြက်ပြီးတော့တည်သွားတယ် ဒီတိုင်းပါဖြစ်ရုံပါလေအဲ့မှာတည်သွားတဲ့အတွက်အဲ့အခုလေးဥစ္စာ38နှစ်39နှစ်လောက်ကနေကိုချင်းကြီးဥစ္စာမဖြစ်တော့ဘူးဘယ်သူမှလုံကြည်တော့ဘူးအဲ့ကိုဘသာကိုဥစ္စာပေါ့ဘယ်လိုခေါ်မလဲဆိုအမားလေးရှိသွားလိုက်ရင်အဲ့လိုပဲအမား2000ပေးလိုက်ညီမလေးတွေက3000ပေးလိုက်ဟိုက1000ပေးလိုက်အဲ့ဒါမျိုးလေးတွေနဲ့5000 6000လောက်ရတယ်အဲ့ဒါလေးတွေနဲ့အခုငါပြောသလို လင်မယားနှစ်ယောက်မိလီယာနှစ်သန်းအရွယ်ကြောင့်လာလေမိလီယာတယောက်ကိုနှစ်လားရှင်းနှစ်လားလေအဲ့ဒါလေးနဲ့အဲ့လိုပဲလောက်ကန်ထားပြီးနောက်ကြတော့အခြေအနေကတိတ်ပြီးတော့ဘလို့မှမကောင်းတော့တမီခရုဒ္ဒတမီလေးကအမှန်လေတင်ကျွေးထားပြီးတော့အခုလိုပဲပေါ့လေဟိုရှင့်ရှိသလိုပဲပေါ့စားရတာပေါ့ဟိုဝါဝလေးနဲ့တော့ဟိုရမဖြစ်ဘူးပေါ့ဒါမဲ့ဝါပါတယ်ဘာလို့ကတပံလောက်စားလဲဝါအဲ့ဒီလိုမျိုး သမီးလေးကအခုလှုပ်ကျွေးနေရကျန်တဲ့သမီးကြီးဘာတွေကတော့သူ့အိမ်တော်နဲ့သူတခါတည်းရမ်းမှ တပတ်မှတသောတပတ်မှတသောဝယ်အဲ့လိုလေးပဲပေးတယ်အဲ့ဒါလည်းအဘရဲ့ဆေးဘူးဘွားကနဲ့မရောက်ပါဘူးအင်းအရင်တော့တော့သားသမီးကိုအခုလိုပေါ့နော်အမှုပညာနဲ့ဟုတ်သားကြည့်တဲ့အခါကျလို့ရှင်တော့ချမ်းချမ်းသာသာရေလို့တော့မဟုတ်ဘူးပေါ့အဲသားနိုင် အဲ့ဒီများသားရင်လည်းအခုလိုပဲပေါ့ငါးလေးနဲ့ဆိုလဲငါးပေါ့ကြက်သားဆိုလဲကြက်သားအဲ့ဒီလိုမျိုးလေးသားနိုင်လေအခုကလို၄ယောက်၅ယောက်ရှိတဲ့သားလူကြီးအတွက်တော့အဲ့လိုပေါ့တယောက်ကိုပစိုးတစ်ထဲလောက်ဝယ်နောက်နေ့နောက်အတည့်ရကြလို့ရှိရင်သမီးကိုတစ်ခါတစ်ခုဝယ်ပေးတစ်ခါလုံးလုံးမဝင်နိုင်တော့ဆိုင်ဒီတိုင်ပွဲလေးကတီးပြီးပြန်လာရင်အဲ့ဒီလိုမျိုးလေးတွေပဲရွက်ခွဲပါလေသိပြီးတော့ဟိုနေလားငါလားလို့မရပါဘူးဆိုင်ကနေချင်းနဲ့တီးရတာကို အဖအကူကလူဆိုင်မွေးလေးတွေပါလေးနားတဲ့အခါကျတော့ဟိုစစ်စပန်းအဲ့ဒါလေးတွေကိုရှိရနောက်ကွယ်တနိုင်ပေါ့အဲ့ဒါလေးတွေထမ်းပြီးတော့လမ်းကျူလမ်းကြားမှာစစ်စပန်းရမယ်စစ်စပန်းရမယ်ဆိုပြီးတော့ all app ပြီးတော့လုတ်ကျွေးခဲ့တယ်အကူကပြောသလိုပေါ့ဓာန်ဝတ်တန်ကွယ်အပြစ်နဲ့အဟောင်းနဲ့လဲတယ်အဲ့ဒါလေးကိုချီကျင်ပေါ့ဟိုကားဒီပါဒီလေးတီးလို့တော့မရဘူးမို့ရတယ်ခုတောင်းကနှလုံးတောင်းကနှစ်တောင်းနဲ့ဆိုတော့ကားက လက်အချိန်လေးမကောင်းတော့လမ်းလျှောက်ပြီးတော့များတယ်လမ်းလျှောက်ပြီးသွားထန်းရောင်းရတာအဲ့ဒါလေးဟိုတီလာအေးတို့ကြိုက်ခမီးတို့ထန်းတပင်တို့အဲ့ဒီဘက်တွေတော့အဘတန်ဟုတ်တန်ကွယ်လေးနဲ့လည်းတစ်ခါရောင်းပြီးတော့ကျွေးတယ်အဲ့ဆိုင်မွေးလေးနားရရက်လေးတွေဟောအခုသူတို့တွေကကိုကတော့ငွေတော့ကတော့စားတော့စားကျွေးခဲ့တာပေါ့မိဘတောင်းဝင်အခုသူတို့ကြာတော့လေသူတို့လည်းစားမကျွေးဘူးတော့မဟုတ်ဘူးကျွေးတော့ကျွေးရသူတို့လည်းသူ့လင်းနဲ့သူ့ရဲ့မိန်းမနဲ့ဆိုတော့ ကိုကသူတို့အပြစ်ကယ်လို့တော့မပြောလို့ပါဘာကြောင့်လဲသူတို့လည်းဟိုဆိုင်လေးပါလေးတီးတယ်တချို့ကြတော့လည်းဈေးလေးပါလေးရောင်းစားပြီးကိုအတိုင်းတရားလေးနဲ့သူတို့လည်းလှုပ်တော့ဟိုမိဘကိုပေးရင်ကမ်းညင်တော့လေသူတို့မှအိမ်လာတာအဆောင်ပေးရတာနဲ့ဘလို့မှသူတို့လည်းဟိုနေလာငါလာမထောက်ပံ့နိုင်ဘူးခုနကလို့ဖာပြောသလိုပဲအဲတယောက်က9000တယောက်က1000အဲ့ဒီလောက်ကလေးတွေပဲမဟုတ်ပြီးပါတယ်အဲ့ဒါကတော့အမှန်တမ်းပြောရရင်ဘာဝါသနာလဲပါတယ်အဘ အရင်တော့ကလည်းမျိုးရိုးစင်ဆက်ရှိတဲ့အတွက်အဲအကြောင်းမူစိုက်တီနေရတဲ့အဘပြုံနေတဲ့လူအဲအကြောင်းမူအဲ့ဒီလူမျိုးတော့အဘနာကြီးကျက်နဲ့ကိုအမှုပညာဘက်ကိုအဲ့လူမျိုးတော့ဘုရားမပြုမစင်သားခဲ့ဘူးအငါကတော့ဒီဥစ္စာလေးကိုပဲလွဲပြီးတော့ငါဒါလေးလုပ်မယ်စိုင်းပွဲငါဝန္ဒနာပါတဲ့ခါကျရင်စိုင်းပွဲပုံရင်တီးမယ်ငါစိုင်းပွဲမရှိဘူးမလားမရှိရင်ငါအိမ်ရဒဏ်ဟိုးတော့ကိုငါပခုံးမော်ကိုတင်ပြီးတော့ငါထန်ရောက်ပြီးတော့ငါမိသားစုကိုငါကျွေးမယ်အဲ့လိုပဲအဘ လွတ်ခွဲတာအဲအမှုပညာကိုတော့မနာခဲ့ဘူးဘာလို့ကိုဝါသနာလဲပါတယ်ချစ်လက်ချစ်မြတ်လို့အဲ့ဒါဆို